ားပါရေးရဆရာဝန်ကိုသွားပြယုံနေကိုယ့်ရဲ့အရေးပြလှလာမှာလားတဲ့ဒီအကြောင်းလေးဒီဗီဒီယိုမှာဆွေးနွေးရအောင်တရယူရီပါလှပါရေးရဆရာဝန်ဖြစ်ပါတယ်ဆိုတော့လက်ရှိတော်ရမှာကအာ service အနေနဲ့ပြပေးနေရကြတော့101 consultation ရှိမယ်။အဲလူနာတွေကသူတို့ရဲ့အရေးပြားအကြောင်းတွေ skin care ရွေးချယ်မှုအပိုင်းတွေ အကိုဆွေးနွေးချင်ညာတာရှိရဲဆိုတော့အားကြောင့် online ကနေပြီးတော့တယောက်ချင်းစီကိုတော်တော် consult လုပ်ပေးရလူနာကြည့်ပေးရမျိုးလည်းလုပ်တယ်။နောက်တစ်ခုကကြတော့တန်တန်းအနေနဲ့ဆိုရင်တော့နှစ်ခုရှိမယ်။အာသူကကြတော့ Telegram channel ကနေပြီးတော့အတန်ဆိုင်လေးတွေပို့ပေးရတာလို့မျိုးပေါ့။ဆိုတော့ပထမ topic ကကြတော့အာဒီဒဂိုရေတန်ရှင်းမှုနဲ့အနန္တကင်းစင်ခြင်းအကြောင်းလေးဖြစ်တယ်။နောက်တစ်ခုကကြတော့ filler အကြောင်းတည်ကောင်းစရာဆိုတဲ့ဟာလေးဖြစ်တယ်။အာသူတစ်ပြည့်မျိုးသမီးတွေဒီနယ်မှာဆရာမဟုတ်တဲ့လူနဲ့ထိုးကြတဲ့ချိန်မှာ အသက်အန္တရာယ်ဆုံးရှုံးရတဲ့အနေအထားလောက်ဒီဖြစ်ကြရင်းနဲ့အဒီဟာလေးတွေဖြစ်တာကိုရော့ပါစီအောင်တို့လုပ်ပေးထားတဲ့ UH channel နဲ့ဒါရာဒီ podcast လေးတွေလုပ်ပေးတာဖြစ်တယ်ပေါ့နော်ဆိုတော့ဒီဟာတွေအကုန်လုံးကိုကို subscription ဝယ် channel ပဲဖြစ်ဖြစ်သို့မဟုတ် consultation လုပ် channel ပဲဖြစ်ဖြစ်ဆိုရင်နော်ဒေါက်တာရဲ့ Facebook ရဲ့ အာမာမဒေါက်တာယူရီလို့ရှာလိုက်ပါအဲ့ဒေါက်တာယူရီလို့ကြာလာတဲ့အချိန်ကျရင်ဆိုရင် messenger တခါတည်းတန်းသွားပြီးပေါ့ကို join ချင်တဲ့ဟာလေးတွေကိုပြောလို့ရပါတယ် messenger မှာ admin ကအမြဲတမ်းချိန်ပြရှိပါတယ် ဆိုတော့ကို့အရေပြာလာခြင်းပြီးဆေးကောင်သွားကြရတယ်အလှပကြီးရဆောင်ကိုလာတွေ့ကြရတယ်အစိတ်ထဲမှာကကြတော့မိငါသူနဲ့ထွေးလိုက်ုံနဲ့အဝတ်ချံတွေအကုန်လုံးပျောက်သွားမယ်ငါရဲ့တင်းတိတ်တွေအကုန်လုံးသက်သာသွားမယ်အာသူပြောတဲ့ဆေးကိုပဲငါသုံးလိုက်ရပြီအာကျန်တာငါခေစားမဟုတ်ဘူးဆိုပြီးတော့တော်တော်များများမျောလင်းချက်တွေနဲ့လာကြရမျိုးတွေရှိကြရတယ်အာငွေလာသုံးကြရမျိုးတွေရှိကြရတယ်ဆိုတော့ အာတခုကကြတော့ဒါတို့ဆောင်ဝန်ကြီးကိုရောက်လာပြီဆိုရင်ဒါတို့ဒီကုသမှုပေးတာတပိုင်းဖြစ်တယ်အဟာနဲ့တူတူဒါတို့ဆောင်ဝန်နဲ့မတွေ့တဲ့အချိန်မှာဇကူးမကူချားလေးမှာအိမ်မှာကိုယ့်အကူကူးဆိုင်ရတာဖြစ်တယ်ဆိုတော့အဲ့အချိန်ကျရင်ဒီကြားထဲမှာဘလို့ကူးဆိုင်မလဲဆိုတဲ့ဟာလေးတွေကိုလည်းပဲဆောင်ဝန်တိုင်းကကြတော့ကူးဆိုင်ကြီးလေးတွေကိုပြောပြပေးလိုက်တာဖြစ်တယ်အဲ့တော့ ဆိုပါစို့ကိုကဝက်ချန်လာကူတယ်ဆိုတော့ဝက်ချန်ဆိုတာကတော့ဆရာဝန်အခုလာတွေ့ရရုံနဲ့ကွန်ဆတ်လုပ်ရုံနဲ့အာဒီလေဆာလေးတွေပြည့်ရုံနဲ့တောက်ဆေးတောက်ရုံနဲ့တကြိမ်တည်းနဲ့နေဒီမှာပြီးသွားတဲ့ကိစ္စမဟုတ်ပါဘူးဒါတော့တော်တော်များများသိကြတယ်အဲ့တော့ဆရာဝန်နိုင်ငံကကြတော့နောက်တစ်ကြိမ်ဆိုတာကိုပြန်ပြီးတော့အနည်းဆုံး follow up က ခေါ်ရတာဖြစ်တယ်။ကိုခေါ်တဲ့ချိန်ဒီအနည်းဆုံးနှစ်ပတ်လည်းဖြစ်နိုင်တယ်၊တစ်လလည်းဖြစ်နိုင်တယ်။အဲဆိုရင်ဆရာဝန်လာတွေ့ရတဲ့ချိန်ဒီ okay တစ်လတော့တစ်ချိန်ပဲဆိုပါဆို။ဆိုတော့တစ်လမှာမှဒီတစ်ချိန်ပဲတွေ့ရတာနှစ်ချိန်ပဲတွေ့ရတာဒီကြားထဲမှာဟနေတဲ့ချိန်ကြီးအများရှိရဲ့။ဒီကြားထဲမှာဟနေတဲ့ဟာတွေဒီကိုကဟိုဘလူးကျူးစားရမလဲဆိုတာဟိုဥအများတန်းပြောပြလေးရှိရဲ့။အေးရွေးကိုအေးအေးရွေးကိုအဓိကအိပ်ဖို့လိုနေရလား။အစားအသောက်တွေထဲမှာကဘယ်အစားအသောက်တွေကမမှန်ကန်နေဘူးလဲ။ဘယ် ចောင်းយ៉ាងកាကိုရဲ့ဒီအရေးပြားတွေကိုပို့ပြီးတော့အဝတ်ခြံပို့ထွက်အောင်ပို့ပြီးတော့အရေးចောင်းနေပို့များလာအောင်ပို့ပြီးတော့မဲနေအောင်ဘယ်အကြောင်းយ៉ាងកាလုတ်ပြီးနေရလဲဆိုတာကိုဆ ਿਆ ဝန်တိုင်းပြောပြလေးရှိတယ်။ဘာဖြစ်လို့လဲဆိုတော့တေးကြတယ်ပေးလိုက်တဲ့စီပေးလိုက်တဲ့ထိုးစီပေးလိုက်တဲ့တောက်စီနဲ့ဒီဒါလေးကိုတောက်ရုံလိမ့်ရုံနဲ့တော့ဘလို့မှမသက်သာနိုင်ဘူး။ဂျားထဲကလူနာရဲ့ဟို compliance လို့ခေါ်တာပေါ့နော်။အော်လိုက်ရောညီထွေလိုက်လုံးမှုအရာတွေကဒီဂျားထဲမှာအရန်ဟုတ်ကိုအရေးကြီးတာဖြစ်တယ်။ ဒါပေမဲ့တော်တော်များများက လူနာကကြတော့ ဒီအလဲရကိစ္စတွေကိုအရင်မကြည့်လို့ဘူးဘူးပဲထင်တယ်စားကြနာစားပြီးတော့အိတ်တဲ့ချိန်ကအရင်နောက်ကျဆိုတဲ့ချိန်မှာချိန်တန်တဲ့ချိန်ကြမှာလူလူဆရာဝန်စီကိုပြန်လာတယ်တတလာဆိုတော့ဆေးတွေနဲ့အုပ်ထားတယ်ဆေးတွေနဲ့ထိုးထားတာဖြစ်တဲ့အတွက်ကကြတော့တတတာပေါ့ကိုယ့်ရဲ့လက္ခဏာလေးတွေကိုခဏဖြေလျှော့ပေးလိုက်တဲ့သဘောလိုမျိုးဖြစ်တယ်ဒါပေမဲ့ဆရာဝန်လည်းမရှိတော့ဘူးဟိုတောက်ဆေးလေးလည်းမတောက်တော့ဘူးဆေးရှင်အကုန်လုံးရက်သွားတဲ့အချိန်မှာ ကိုယ့်ရဲ့အရင်ကအိမ်နေရာတွေကလည်း မမှန်ကန်တော့ဘူးပေါ်တယ်လို့ပြန်ပေါ်လာတယ်။အာပြီးတော့စားတွေစားကျင်တဲ့ဟာတွေအကုန်လုံးရှောက်စားတော့အကုန်လုံးဘူးပေါ်တယ်လို့ပြန်ပေါ်လာတယ်။ဘာဖြစ်လို့ဆိုတော့ဆေးရှိန်နဲ့ဖိထားမျိုးတွေမရှိတော့လို့။ဒါကြောင့်ဆီယောင်ဘက်ကညွန်ကြားလိုက်တဲ့ဟာတွေကိုလည်းလူနာဘက်ကနေပြီးတော့လိုက်နာဖို့ကအရင်ရေးကြည့်ရဲ။ဒါမှသာလျှင်ကိုလက်ရှိဖြစ်နေတဲ့ဟာတွေကိုအော်ချက်ချင်းသက်သာစီမဲ့ဆီယောင်ဝင်တွေရဲ့ညွန်ကြားချက်တွေပါမယ်။ဆီယောင်ဝင်တွေမရှိတော့တဲ့အချိန်ကျရင်လည်းကိုယ့်အကူပြူးဆိုင်သွားမယ်ဆိုရင်ဆီယောင်ဝင်တွေ့ရရင်လည်းနေသွားတာပေါ့။နောက်ပိုင်းဆိုရင်ကိုယ့်အကူလည်းထင်းထင်းသိမ်းသိမ်းနဲ့နေတတ်သွားတာပေါ့။ ကျတော့အာရေရဆရာဝန်လာတွေ့ရုံနဲ့တက်တာမှလာဆိုရင်ကြတော့လာတွေ့ရုံနဲ့တော့မတက်တာပါဘူးကိုဘက်ကနေပြီးတော့လိုင်းနာရမယ်ပြုမူရမယ်ယူဆရမယ်နီလန်းလေးတွေကမေးကိုမေးရမယ်သူတို့လည်းပြောလို့ရှိတယ်အဟာလေးတွေကိုပြီးရင်အိမ်မှာကျင့်သုံးတာမျိုးလေးလုပ်ရမယ်ဒီနှစ်ခုတွေ့ဆုံမှသာလည်းတက်တာမှဖြစ်ပါတယ်ကိုရဲ့အရေးပြပါလာမှဖြစ်ပါတယ်ဆိုတော့ဒါဒီရေပြားဆောင်ဝတ်နဲ့လာဆိုတော့လေအဲ့လိုမျိုးမဟုတ်ပါဘူး။ကြံတဲ့ဆေးကုတိုင်း အာဒီကျမကြီးပတ်ဆိုင်ရာဒီမှာအကုန်လုံးဘယ်ဆရာဝန်နဲ့ပဲတွေ့တွေ့ကဒီလိုမျိုးပဲသွားပါတယ်။နှစ်ခုစုံမှာဒါလည်းကိုယ့်ရဲ့လိုချင်တဲ့ target ကိုရောက်မှာဖြစ်ပါတယ်။ဆိုတော့ဒီဗီဒီယိုကအများကြီးကြုံရှိမယ်လို့မျှလင့်ပါတယ်။ကဲဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးပြီ။ဒါပေမဲ့ဒေါက်တာကိုမေးချင်သေးတယ်။ skin care အကြောင်းပဲဖြစ်ဖြစ်အရေပြားအကြောင်းပဲဖြစ်ဖြစ် aesthetic treatment အကြောင်းပဲဖြစ်ဖြစ်သုံးမဟုတ်ဒီ video အကြောင်းလေးပဲဖြစ်ဖြစ်တခုခုမင်းရှင်းတယ်ဆိုရင်တော့ဒေါက်တာရဲ့ဒီ TikTok မှာဒုတိယအကောင့်ဖြစ်တဲ့ Ask Dr. Yuri Aesthetic ဆိုတဲ့အကောင့်လေးမှာလာမေးလို့ရပါတယ်အဲ့ဒီထဲဝင်သွားပြီးပြီဆိုရင်ကိုကြိုက်နေတဲ့ video အောက်မှာကိုရဲ့မိခွန်းလေးကိုပြည့်ပြည့်စုံစုံမိထားတယ်ဆိုရင်ရပါတယ်အဒီနောက်ပိုင်းကကြတော့ဒီဘက်အကောင့်မှာ Yurian လေးတွေမေးတာတဲ့မိခွန်းလေးတွေအများကြီးရတယ် ်ဒါတို့အတက်နိုင်ဆုံးစူးစမ်းပြီးဖြေရဆိုပေမဲ့အလင်းမတင်တာမျိုးလေးရှိတယ်ပြီးတော့ general ကြပြီးတော့ဖြေပြရမျိုးလေးတွေရှိတယ်ဘာဖြစ်ဖြစ်လဲဆိုတော့စာလေးတွေကကြတော့တူတူလေးပဲဒေါက်တာတို့ရိုက်လို့ရတာဆိုတော့လေအဲ့တော့ဒေါက်တာတို့ဘယ်လိုလုပ်လိုက်လဲဆိုတော့ okay urine လေးတွေအတွက်ငါတို့နောက်ထပ် အကောင့်အသစ်တစ်ခုထပ်ဖွင့်မယ်အဲ့ဒီမှာသူတို့မေးချင်တာလေးတွေကိုဒေါ်ရာဗီဒီယိုနဲ့ပြန်ပြီးတော့အဖြေပေးမယ်အဲဆိုရင် short ဆိုရင်တော့1 minutes ပေါ့အာတကယ်လို့ရှည်မယ်ဆိုရင်တော့3 minutes လောက်ထိကိုဒေါ်ရာကဒီလိုမျိုးဗီဒီယိုလေးနဲ့ပြန်ပြီးတော့ reply the comment ဆိုပြီးတော့တသက်ဟိုဘက်အကောင့်လေးမှာဒေါ်ရာဖြည့်ပေးလို့ရမယ်အဲဆိုရင်လည်းပို့ပြီးတော့ details ကြလာမယ်အချိန်ယူပြီးတော့လည်းဒေါ်ရာပြောပေးလို့ရမယ်အဲ့တော့အာဒီလိုမျိုးအမေးဖြေခံတာလေးကိုစုထားတယ်ဒေါက်တာရဲ့အကောင့်အသစ်လေးမှာဆုံမယ်ဒေါ်ရာအမြင် အဲ့ဒီအကောင့်မှာလည်းမြန်ရှိနေမယ်ယူရီယန်တို့ရဲ့ comment လေးတွေကိုလည်းဒါဒါမြန်အာဖတ်နေမှာဖြစ်တယ်အဲ့တော့အာဒီအကောင့်လေးကိုသွားမယ်ဆိုရင်တော့ပထမနေ့ကကြတော့ search bar မှာ ask dr yuri aesthetic ဆိုပြီးတော့လည်းရှာလို့ရတယ်ဒါဒါရဲ့လွန်ခဲ့တဲ့၄-၅နှစ်ကပုံလေးကိုတင်ထားတာပေါ့နော်အဲ့ဒီတော့ကလေးုပ်လေးပဲရှိသေးတယ်သုံးမဟုတ်အာဒါဒါဒီ post ရေအရင်အောက်မှာ first comment အနေနဲ့ dr mention လုပ်ပေးထားမယ် dr yuri ဆိုပြီးတော့အဲ့ဒီဟာလေးကိုနှိပ်လိုက်တယ်ဆိုရင်ဟိုကအကောင့်ကိုလည်းတန်းရောက်သွားလိမ့်မယ်ဆိုတော့အဲ့ဒီမှာ follow လုပ် ုပ်ထားပြီးတော့မိခွန်းလေးတွေမိလို့ရမယ်။ကဲဆိုတော့ Ask Dr. Yuri Aesthetic အကောင့်လေးမှာဆုံကြမယ်နော်။